တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျ ကုံရီပွား Aquarius များအတွက်2025ခုနှစ်အော်တိုဘာလတလဆာဟော်ဇန်တန်ကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့အချစ်ရေးအကြောင်းပြောပြပေးပါမယ်ခင်ဗျလအစတွင် အတိတ်ကအမှတ်ရစရာများကို ပြန်တတိယပြီးစိတ်ခံစားမှုဆိုင်ရာခံစားချက်များလိုအပ်ချက်များပြန်ပေါ်လာပါလိမ့်မယ်လတစ်ဝက်တို့ရောက်ဒီနေချစ်ချင်းမြတ်တာနဲ့နှွေးထွေးမှုကိုခံစားရပါလိမ့်မယ်အပြုတ်တော်ဆောင်တော်တော်သားဒီစန့်ကျင်ဘက်လိန်ကိုဆွဲဆောင်နိုင်တော်လဲ လေးနှစ်တော်ဆက်ဆံရေးများတယ်လို့ဝင်ရောက်ချင်းတို့မဟုတ်ငွေကြေးလွန်ကျွန်တုံးဆွဲခြင်းကိုရှောင်ခြင်းမှာနောက်ပိုင်းတွင်ဘဝပြဒနာများကိုဆင်ခြင်တုံးတက်ရန်အတွက်တိတ်ဆိတ်သောပတ်ဝန်းကျင်ကိုပိုနစ်တက်လာမည်ဖြစ်ပြီးထိုအရာက အခြေရေတွင် အလန်းဝေးခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်ဘဝကိုပြန်လည်တတ်မှတ်ပြီးရှင်းလင်းပြတ်သားမှုရယူပါခိုင်မာသောအခြေခံအုံမြင့်တည်ဆောက်ရန်အတွက်ပွင့်လင်းသောဆက်တွေ၏ယုံကြည်မှုနှင့်အပြန်အလှန်လေးစားမှုကိုဦးစားပေးပါကြိုးစားအားထုတ်မှုဖြင့်အခြေရေသည်တိုးတက်လာပါမည် လလေပိုင်းတွင်ဆက်ရွယ်မှုအစ်စ်များပွင့်လန်းလာပြီးဆက်ဆံရေးများကိုတိုးတက်ကောင်းမွန်လာပါမယ်ဆက်လက်ပြီးကျမ်းမာရေးအကြောင်းကိုပြောပြပေးလိုပါရခင်ဗျာဂျုံများဤတက်ရောက်မှုများကဆွဲလန်းမှုများကိုရှော့ချရန်တို့မဟုတ်ဖျက်တော့ရန်လှုပ်ဆော်ပါလိမ့်မယ်ဆွဲလန်းစိတ်လွန်ကဲခြင်းကဆွဲလန်းစိတ်လွန်ကဲခြင်းကကျမ်းမာရေးပြဿနာကိုဖြစ်စေနိုင်တော့ကြောင်းဖြစ်ပါတယ်ကိုခံအားစနစ်အားနေခြင်းကအတေးအဖွဲယောဂများကိုဖြစ်စေနိုင်ပါတယ်အလေးကျင့်ကောင်းများ တိုးတက်အောင်လှုပ်ခြင်းနဲ့ပုံမကျမ်းမာတော်နေထိုင်မှုပုံစံတို့ပြောင်းလဲရင်အာရုံစိုက်ပါပုံမှန်လေးခြင်းငန်းလှုပ်ခြင်းလုံလောက်တော်ကြီးတောက်တုံခြင်းနဲ့ပျော်ရွှင်တော်အတွေးများသည့်ကျမ်းမာရေးကိုအားကောင်းစေမယ်ကျမ်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ရန်အချိန်စရာဆွဲပြီးကောင်းမွန်သောကျမ်းမာရေးကိုထိန်းသိမ်းပါဆွဲလန်းမှုများကိုရှောင်ရှားပြီးကျမ်းမာရေးကိုဦးစားပေးခြင်းဖြင့်အလုံးစုံသောဒုက္ခချမ်းသာကိုမြင့်တင်ပါကျမ်းမာတော်နေထိုင်မှုပုံစံဖြင့်ပုံမတက်ကြွပြီးအာယုံဆူဆိုင်မှုရှိသည်ဟုခံစားရပါလိမ့်မယ် ဆက်လက်ပြီးငွေကြေးပဏာရေးဆိုင်ရာအကောင်းဆုံးများကိုပြောပြပေးပါမယ်။လအစပိုင်းတွင်စိန်ခေါ်မှုများရှိတော့လေပဏာရေးအခြေအနေတွေတိုးတက်လာပါလိမ့်မယ်။ငွေကြေးလွတ်လပ်မှုတွင်နီလန်ကောင်းများကိုတင်ယူရမည်ဖြစ်တော့လေပဏာရေးအခြေအနေကိုပိုဆိုးစေနိုင်သည့်စိတ်လက်မှန်ပါဆုံးဖြတ်ချက်များကိုရှောင်ကြဉ်ရန်လိုပါရ။လလေပိုင်းတွင်စိန်ခေါ်မှုများကြုံရမည်ဖြစ်တော့လေစိတ်ပြတ်အားငယ်မှုကိုလွမ်းမိုးခွင့်မပြုပါနဲ့။နောက်ပိုင်းတွင်အခြေအနေများတိုးတက်လာပြီဖြစ်ပြီးစီမံကိန်းဆွဲရရှိအားအနေချက်များကိုလည်းနားလည်လာပါလိမ့်မယ်။ အချိန်မီပြုပြင်မှုပြုလုပ်ခြင်းကငွေကြေးရေးကိစ္စများကိုပညာရှိစွာစီမံခန့်ခွဲရာတွင်အထောက်အကူဖြစ်စေပါလိမ့်မယ်။စိတ်ရှိတိခံမှုနဲ့နားလည်မှုတို့ထားခြင်းကြောင့်ငွေကြေးရေးအလားအလာများသည့်တိုးတက်လာပါလိမ့်မယ်။တည်ငြိမ်သောဗန္ဒာရေးအခြေခံကိုတည်ဆောက်ရန်အာရုံစိုက်ပါ။ဗန္ဒာရေးတိုးတက်မှုသည်အချိန်မြင့်လာပါမယ်။လားလေပိုင်းမှာဗန္ဒာရေးအခွင့်အလမ်းတက်များပေါ်ပေါက်လာမှာဖြစ်ပြီးပညာရှိစွာဆုံးဖြတ်ချက်ချခြင်းဖြင့်ဗန္ဒာရေးတိုးတက်မှုသည်အောင်မြင်လာပါလိမ့်မယ်။ အနာဂတ်တွင်စုဆောင်ခြင်းကိုဦးစားပေးပါ။အန်ဒီရရှိသောယင်းဤမြုံနယ်မှုများကိုရှောင်ကြဉ်ပါ။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါရခင်ဗျာ။ဒီလတွင်ဂျိုတို့ဤတက်ရောက်မှုများကအကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ပန်းနိုင်များချမှတ်ပါ။ Professional အနာဂတ်ကိုအကောင်အထည်ဖော်ပါ။စီးပွားရေးအလားအလာများကောင်းမွန်နေတော့လေ။လိုအပ်ချက်များတော့အလုပ်များနဲ့လုံဖို့ကိုင်းဘက်များကအာယုံစူးဆိုင်မှုကိုအနောက်ရှက်ဖြစ်စေနိုင်ပါတယ်။စိတ်လက်မှန်ပါဆုံးဖြတ်ချက်များကိုတတိထားပါ။ ဂျိုတို့၏ရွှေလျားမှုများကအရေးကြီးသော project များကိုဦးဆောင်နိုင်ရန်နဲ့ယာဒူးစင်တန်းမြင့်တင်ရန်ကူညီပါလိမ့်မယ်။အစောပိုင်းပြဿနာများကြောင့်မှစီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာပါလိမ့်မယ်။လက်ကုံပိုင်းတွင်ရှုပ်ထွေသောဂျူတက်ရောက်မှုများကြောင့်နောက်ပြန်ဆုံနေသလိုခံစားရနိုင်တော်လဲစွမ်းအင်သည်မျက်နှာပေး၍ပြောင်းလဲလာပါလိမ့်မယ်။ယုံကြည်မှုရှိရှိနေပါခေါင်းဆောင်မှုအရေးချင်းများထွန်းထောက်လာမယ်။ဤလထဲမှာအလောက်ကင်သည်တိုးတက်လာမည်ဖြစ်ပြီးတိတာထင်ရှားသောတိုးတက်မှုများရရှိမှာဖြစ်ပါသည်။ အခုနောက်ဆုံးပညာရေးအကြောင်းကိုပြောပြပေးပါမယ်ခင်ဗျာအစပိုင်းတွင်အတားအဆီးနဲ့စိတ်ပျက်စရာများပေါ်ပေါက်လာနိုင်တော့လဲစိတ်ရှည်တီးခန့်ခြင်းနဲ့ကြိုးစားအားထုတ်ခြင်းကအောင်မြင်မှုစီကိုဥတည်စေပါလိမ့်မယ်ယုံကြည်မှုတိုးပွားလာမည်ဖြစ်ပြီးပညာရေးနဲ့စာမှုပွဲများကိုကောင်းမွန်စွာဖြည့်ဆည်နိုင်ပါလိမ့်မယ်ပညာတင်စုများအတွက်လျှောက်ထားပါပြည်ပအခွင့်အလမ်းများကိုရနိုင်ပါတယ်စိန်ခေါ်မှုများပေါ်လာမည်ဖြစ်တော့လဲတိုးတက်မှုရရှိရန်ကိုယ့်ရဲ့ပြင်ဆင်မှုနဲ့လုပ်ငန်းစဉ်ကိုယုံကြည်ထားပါ အာယုံဆိုင်ပြီးစိတ်အားထက်တန်မှုရှိနေပါကပန်းနိုင်များကိုရရှိပါလိမ့်မယ်။လိုအပ်သည့်အခါအကူအညီတောင်းခံရန်မကြောက်ပါနဲ့။အမြဲတမ်းတင်ယူရန်အတင့်ဖြစ်နေပါ။အကောင်းမြင်စိတ်ထားနဲ့ကြိုးစားအားထုတ်မှုဖြင့်အောင်မြင်ပါလိမ့်မယ်။ဒီလားအတွက်ကတော့ဒီလောက်ပါပဲခင်ဗျ။ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာ ချိန်ပေးပြီးနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ